နောက်မှပြန်ဆောင်ကြတာပေါ့လို့ပြောပြီးတော့အခုအချိန်ထိပြန်မဆောင်တော့တဲ့လူတွေဒီထဲမှာပါလာအဲ့ဒီလိုပဲလောကထဲမှာလူတွေအများကြီးထဲမှာနောက်မှပြန်တွေ့ကြတာပေါ့နောက်မှပြန်ဆောင်ကြတာပေါ့လို့ချိတ်ဆုံမှုတွေဂရီစကားတွေများစွာပေးပြီးကမှယနေ့အချိန်ထိအခုအချိန်ထိ ပြန်မဆုံတော့တဲ့လူတွေပြန်မတွေ့ရတော့တဲ့လူတွေတည်င်းအစနာတောင်မကြားရတော့တဲ့အဖြစ်တွေအများကြီးပါဒါဟာဘာကြောင့်လဲလို့မေးရင်မမြဲတဲ့သဘောတရားပဲပေါ့ကိုယ့်ရဲ့ပျော်ရွှင်ခြင်းတွေဘဝရလာတဲ့အခိုက်မှာပျော်ရွှင်ခြင်းတွေကလည်းတောက်လျှောက်ကြီးပျော်နေရတာမဟုတ်တာ ်ဝမ်းနေခြင်းတွေနဲ့ကြုံရင်လည်းဝမ်းနေလိုက်ပျောက်သွားလိုက်ဒုက္ခတွေနဲ့ကြုံလာပြန်တော့လဲဒုက္ခတွေဖြစ်လိုက်ပူဆွေးလိုက်ငိုကြွေးလိုက်တခဏပါပါပဲပျော်တာပဲဖြစ်ဖြစ်ဝမ်းနေတာပဲဖြစ်ဖြစ်ငိုကြွေးရတာပဲဖြစ်ဖြစ်ဆင်းရဲတာပဲဖြစ်ဖြစ်အရာအလုံးဟာခဏပါအဲ့တော့နောက်နေနောက်နေမနှက်ဖြန်နေဆိုတာတောင်မှ မတေချာတော့တဲ့ဓာတို့ရဲ့ဘဝမှာအခုတွေ့နေတဲ့အခိုက်အတန့်လေးပါပဲစစ်စင်းမြတ်တာတွေပေးပါမာနတွေထားမနေပါနဲ့အတ္တတွေလည်းဘောင်ခတ်မနေတော့ပါနဲ့ခွင်းလို့တင့်တာတွေကိုခွင်းလို့နိုင်အောင်ကြိုးစားပါခွင်းလို့ပေးလိုက်ပါအသက်ရှင်နေကြကာလပတ်လုံးတော့ ပြုံပြုံလေးနဲ့ရောက်လာတဲ့လူတွေလည်းအများကြီးကြုံရအောင်ပါပဲလူတွေကတချို့ကပြုံးနေတိုင်းလဲကိုယ့်အပေါ်ကောင်းနေမယ်လို့မထင်နဲ့တော့ကိုကိုမုန်းနေတဲ့လူကလည်းတခါတလေဟန်ဆောင်ပြီးပြုံးနေတတ်တယ်